ခုနောက်ပိုင်းဆိုတော့လူတွေအစုလိုက်အပြုံလိုက်တည်တာတွေเนาะဟိုမှတ်မှတ်ရရပြောရလို့ရှင်ကိုဗစ်ကာလလောက်ကလေးကတွေ့ရတယ်မြန်မာနိုင်ငံလေးတကွာအရာနှံပြားမှာပေါ့နော်အဲ့တော့ဒါတရားပါကြောင့်ဖြစ်ကြတာတော့ဆိုတော့ခြုံပြောရင်ကတ်ဆိုင်နေတာကဘာကြီးမှာမနေ့ကပဲဦးဇင်းတို့ကြည့်ပေါ့အဲအိန္ဒိယလေချောင်းအိန္ဒိယလေချောင်းလမ်းတစ်ခုပြတ်ကျသွားတာအဲ့ဒီထက်မှလူပေါင်း242ဦးပါတယ်တဲ့ နော်အိန္ဒိယအိန္ဒိယကလူမျိုးတွေအများဆုံးပေါ့အိန္ဒိယလူမျိုးတွေအများဆုံးပါတယ်အဲ့တော့ဒါတွေဟာဥစဉ်တို့ခဏခဏတွေ့နေရတယ်ဟိုနားမြေပြိုလို့လူတွေဆူလိုက်ပြုံလိုက်တေးပြန်ပြီးဒီနားရေကြီးလို့လူတွေဆူလိုက်ပြုံလိုက်တေးပြန်ပြီးဟိုဘက်နိုင်ငံလေရင်ပြတ်ကြလို့လူတွေဆူလိုက်ပြုံလိုက်တေးပြန်ပြီးလားခဏခဏတို့တွေ့နေရတယ်အဲ့တေးချင်းတရားနဲ့ပြောမယ်ဆိုလို့ရှိရင်ဟိုမြတ်စွာဘုရားလည်းဟောထားပြီးတော့တေးချင်းတရားဟာမျက်စိတမင်လျှက်တပြတ်အသွင်းပါ ွေးတော့လည်းမဆန့်မီဆန်တော့လည်းမကွေးမီမှာတည်နိုင်တယ်လို့မြတ်စွာဘုရားကဟောကြားထားတာဖြစ်တဲ့တော့ဒါကတော့တခဏထားပါအဲ့တော့တည်ခြင်းတွေကိုဦးဇင်းတို့ပြန်ကြည့်လိုက်ရင်တည်ခြင်း၄မျိုးရှိတဲ့အထက်မှာအခုဘာကံတွေနဲ့တည်နေကြတာလဲဆိုတော့ဥပ္ပစေတကကံလေဥပ္ပစေတကကံဆိုတာကအဲ့အရှိကဟာလေးကိုပြောမှတို့နားလည်ဖို့ပို့ပြီးလွယ်မှာပေါ့တည်ခြင်း၄မျိုးရှိတဲ့အထက်မှာနံပါတ်၁ကကံကုံရင်လည်းတည်နိုင်တယ် ပြီးအသက်တက်တန်းကုန်ရင်လည်းတည်နိုင်တယ်ပြီးလို့ရှိရင်အသက်ကနှစ်မျိုးလုံးကုန်ပြီးတော့လည်းတည်နိုင်တယ်နောက်တစ်ခုနံပါတ်၄ကဥပိ္ပစေတကကံခေါ်တဲ့ကံကုန်အသက်ကုန်ကံကုန်လို့တည်နိုင်တယ်အသက်ကုန်လို့တည်နိုင်တယ်ကံအသက်နှစ်ပါးကုန်လို့တည်နိုင်တယ်ပြီးရင်ကံရောအသက်ကောမကုန်သေးဘူးဒါပေမဲ့ဥပိ္ပစေတကကံအဲ့ဒီအသက်ကံနှစ်ပါးလုံးမကုန်မဲနဲ့နော်တည်သွားတယ်ဆိုလို့ရှိရင်ဥပိ္ပစေတကကံကြောင့်တည်တာအဲ့ဒါကားတိုက်ပြီးတည်တာလင်းပြတ်ကြပြီးတည်တာလို့ဆိုတာကတော့အသက်တန်းအပြင်းရတော့တော့ မကုံသေးတဲ့လူတွေများတယ်။ဘာကြောင့်ဒီထဲမှာ340အရွယ်လေးလေ။အကန်ကုံတာကတော့ဒါမပြောတတ်ဘူးပေါ့နော်။ဖြစ်နိုင်တာကတော့အသက်ကန်နှစ်ပါးလုံးမကုံမဲနဲ့ဥပိ္ပစေတကကန်ကြောင့်သေးတာလည်းဖြစ်နိုင်တယ်။အဲ့တော့ဥပိ္ပစေတကကန်တွေဘာကြောင့်ဖြစ်တာတုံးဆိုလို့ရှိရင်အသက်ကုံမှာကြီးတဲ့ပုံကူတွေကိုစော်ကားလို့အဲ့ဒီဥပိ္ပစေတကကန်တွေဖြစ်ရတာ။ဥပိ္ပစေတကကန်တွေနဲ့ကြုံရတာ။ဘာကြောင့်လို့ဆိုတော့သူကကံတွေအကြောင်းကိုပြောလို့ရှိရင်ဥစ္စုံတို့ အင်မတော်ကနည်းနည်းတည်းရှုပ်ထွေးတယ်အဲ့ဒီထဲကဒီဥပ္ပစေတကကံလို့ခေါ်တဲ့ကံပေါ့တနည်းအားဖြင့်ဥပ္ပဃာတကကံလို့လည်းသူကခေါ်တယ်တဲ့အဲ့ဒီကံကသူကကုသိုလ်တွေအားနေတဲ့ချိန်ကိုစောင့်နေတာတဲ့ကုသိုလ်တွေအားနေတဲ့ချိန်မှာသူကဝင်ပြီးတော့အကျိုးပေးတာမကောင်းတဲ့ကံပေါ့နော်အဲ့တော့ဒီဥပ္ပဃာတကကံမှာလည်းမကောင်းတဲ့ကံအကုသိုလ်ကြီးရှိတာမဟုတ်ဘူးကောင်းတဲ့ကုသိုလ်လည်းရှိတယ်နကုတ္တဥပကရကကံအကုတ္တဥပကရကကံအဲ့ဒီဥပကရကကံကတနည်းအားဖြင့်ဥပိစေတကကံလို့ခေါ်တယ်တဲ့ နော်အဲ့တော့ဥပကာရကကံတနည်းအားဖြင့်ဥပိစ္ဆေတကကံပေါ့အဲ့ဒီကံကဘယ်လိုလဲဆိုတော့သူကကုသိုလ်လည်းရှိတယ်အကုသိုလ်လည်းရှိတယ်ဥပမာကုသိုလ်အားနေနေတဲ့ချိန်ဆိုလို့ရှိရင်အကုသိုလ်ဥပကာရကကံဝင်ဖြတ်တယ်ဥပတတန်းစစ်နေရဖို့ကုမာရှိပင်ရှိ냐တော့လေကုသိုလ်ကအားနေနေတယ်နော်စဏ္ဍကံလို့ခေါ်တယ်အဲ့ဒီကုသိုလ်အားနေနေတာကိုဟိုဘက်ကဥပကာရကကံအားကြီးနေပြီဆိုလို့ရှိရင်အဲ့ဒီဥပကာရကကံအနိုင်ယူသွားတာ အကုတုကံလေးကိုအဲ့ဒါလိုပဲအကုတုဥပကာရကကံကအာကြီးနေမယ်ဆိုလို့ရှင်အကုတုကံကိုအနိုင်ဥမာအဖြစ်ပြောမယ်ဆိုလို့ရှင်ဦးဇနောအဲအစားတသမင်းဟာနောက်ဆုံးမြတ်စွာဘုရားရှင်ကိုစီးကပ်ပြီးတော့ဟိုတောတာဘန်တော့မတည်ဝဘူးဥပဒကအဖြစ်ခံယူသွားတယ်အမှန်တမ်းကြီးညူတယ်ပုထုရှင်ပုဂ္ဂိုလ်တွေမှာဇာတတမင်းလောက်ဘုရားတရားတန်ခါရဏသုံးပါးကိုကြီးညူတဲ့ပုဂ္ဂိုလ်မရှိဘူးလို့ထာကထာမှာဖွင့်အဲ့တော့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုအဲ့ဒီလိုပုဂ္ဂိုလ်မျိုးကဘာကြောင့် ငရေကြရတာတော့ဝေစီငရေမကြပဲလောကကုန်ငရေကြပါတယ်နော်ခြုံပြောရင်ငရေကြပါတယ်ဘာကြောင့်ငရေကြရတော့ဒီမှာကုသိုလ်တွေလုံးဘာကြောင့်လို့ဆိုတော့ဟောကအကုသိုလ်ဥပကရကကံကဒီကုသိုလ်ကံထပ်ပို့ပြီးတော့အင်အားကြီးနေအဲ့တော့ကြောင့်ဒီကုသိုလ်ကံကိုသူကအနိုင်ယူပလိုက်အနိုင်ယူပြီးတော့လောကကုန်ငရေကိုချပလိုက်တကယ်ဆိုလို့ရှိရင်တော့ပိသန္တရိယကံထိုက်ထားတာပိသန္တရိယကံတွေက ထင်ရှားသုံးပြောရင်ဖေတက်တဲ့ကံပေါ့အဲ့ဒီကံကြီးဆိုင်တာတဲ့ပုံကူကတော့ဝေစီငေကြာပါဒါပေမဲ့နည်းနည်းလေးတော့တတ်တာပါတယ်ဥပါကာရသို့ပေမဲ့ငရေကလည်းလုံးဝမလိုဘူးဘာကြောင့်လဲဆိုတော့ဥစဉ်တော့ခုနကပြောတဲ့ကုသကံကိုအဲ့ဒီအကုသဥပါကာရကကံကပိုပြီးအားကြီးနေရဖြစ်တော့အနိုင်ယူပါလားကြီးတဲ့လူကငယ်တဲ့လူငယ်တဲ့လူကြီးတဲ့လူအနိုင်ယူလို့ပဲပေါ့အဲ့ဒါလိုပဲကုသတွေအားကြီးနေမယ်ဆိုလို့ရှိရင်လေအဲ့ဒီကုသဥပါကာရကကံအကုသကံလေးတွေကိုအနိုင်ယူနိုင်တယ်တဲ့ဘာကြောင့်လဲ ဒါလို့အင်္ဂုလိမာလာကြီးလူပြည့်စင်ကာလကလူတွေတတ်တယ်လေလက်ညှိုးတွေဖြတ်တယ်အဲ့ဒီအကုသူကံရှိတယ်အဲ့ဒီအကုသူကံကအရိယမတ်တီးဟူသောကုသူကံလောက်သူကအာမကြီးဘူးအရိယမတ်ကုသူကအိမတမအာကြီးတာဖြစ်တဲ့အတွက်အဲ့ဒီသူတတ်ခဲ့တဲ့အကုသူကံတွေကိုကုသူဥပကရကကံကအနိုင်ယူပြီးတော့အကျိုးပေးသွားတယ်နော်အဲ့တော့ပြောချင်တာက ်ဦးဇင်းတို့ကုသကံတွေအားနေနေပြီဆိုလို့ရှိရင်ဥပကရကခေါ်တယ်ဥပိ္ပစေတကကံတွေကဝင်ရောက်ပြီးတော့အကျိုးပေးတတ်တယ်အဲ့ဒါလေးကိုမမေ့နဲ့အဲ့တော့ကြောင့်အရှင်မြတ်အဲ့ဒါဆိုလို့ရှိရင်လေဥပိ္ပစေတကကံနဲ့မတည်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ကြီးတဲ့ပုံကိုယ်တွေနော်အတက်ကုံကကြီးတယ်ဆိုတော့အတက်ကုံကိုယ်ကကြီးတဲ့ပုံကိုယ်တွေကိုရှ िख ိုးတဲ့အယူသေးပြူးတဲ့မလေးမစားမလုံးနဲ့တဲ့နော်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီကံတွေ နဲတယ်အဲ့ဒီကံတွေကိုပယ်ဖြောက်လို့ရတယ်နောက်တစ်ခုကတော့ခြုံဝင်းပြောရင်ကုသူမင်းများလို့ပေါ့ကုသူအားကြီးနေမယ်ဆိုရင်ဥပဥပစေတကကံဝင်နိုင်မှုတဲ့ဝင်ပြီးမလုံနိုင်မှုတဲ့เนาะအဲ့တော့အခုတည်နေကြတယ်တည်နေကြတယ်တွေ့နေရတာဒါဥစဉ်တို့လည်းဒီ6လပိုင်း28ရက်နေ့ထိုင်းနိုင်ငံမာချူလာတက္ကသိုလ်မှာသွားပြီးတော့ပညာသင်ပါလေရင်စီးရမှာပဲနေရာတွေပြောင်းအောင်ဘယ်အကုသူကံနဲ့ဥစဉ်တို့တည်မယ်ဆိုတာမသိဘူးဒါအသေးစိုးတွေပဲအသေးစိုးနဲ့တည်ကြတာအဲ့တော့ ဟိုစကလုံးသုံးလုံးလေးကတော့ကြားကောင်းခြင်းမှာကြားကောင်းတယ်အသေးစူးနဲ့မသေးခြင်းဘူးဆိုရင်ဦးဇင်းတို့ဒီချိန်နဲ့ကုသိုလ်တွေကောင်းကောင်းလုပ်ဖို့နေ့စဉ်အာဆင်ဂန်ကုသိုလ်တွေကိုးနောက်ပေါင်းမဲ့ကုသိုလ်တွေဘာကြောင့်လဲအဲ့ဒါလေလောက်ကတာတော့ဆိုရင်အချိန်မျိုးတည်သွားနိုင်တယ်အခုသွားတဲ့ထဲမှာဆက်ပြီးဆွဲထားတဲ့ပုံလေးတစ်ပုံတွေ့လိုက်တယ်မိသားစုပုံလေးသူတို့တည်မယ်လို့ဒါနောက်ဆုံးပုံလို့နောက်ဆုံးဓာတ်ပုံရိုက်လိုက်ချင်းလို့သူတို့ဖယ်တိပါမလဲနော်တည်မယ်တာတည်သွားတာ တေတာတော်တီးတီးချင်မှတီးလိုက်ပါအဲ့တော့ဦးဇင်းတို့ဟာချိန်မြေးတီးသွားနိုင်တယ်ချိန်မြေးတီးနိုင်တယ်မကောင်းတဲ့ဟာတွေတိတ်မလုပ်ကြနဲ့တော့နော်ကဘာကြီးကက်ဆေးနေပြီအဲ့တော့ဥပိ္ပစေကကံနေနဲ့နော်ကာတိုက်ရင်နစ်မြင်းငင်လောက်တိုက်ပြီးလေရင်ပြတ်ကြကာစီရဒါသေးဟာဥပိ္ပစေကကံနေအဲ့ဒီဥပိ္ပစေကကံနေတဲ့ကိုမပါရအောင်ဘယ်လိုနေရမလဲဆိုတော့မိကပြောတဲ့ကုသိုလ်များများလုပ်ပြီးတော့ ကုသိုလ်ကံတွေအားကောင်းနေလို့ရှိရင်အကုသိုလ်ကံကမဝင်နိုင်ဘူးဒါကြောင့်ကုသိုလ်တွေများများပြုလုပ်ပြီးတော့အားလုံးနေနိုင်ကြပါစေလို့ဆန္ဒပြုပါတယ်